DPP ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။ဖန်ရန်ထုတ်ခံထားရတဲ့မြန်မာစစ်ကောင်စာဗိုလ်ချုပ်မူတီမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုချစ်ချည်ရေးခီးစဉ်အဖြစ်အခုရက်ထဲမှာပဲထပ်မံသွားရဖို့ရှိတယ်လို့စစ်ကောင်စီကမေလ9ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့မော်စကိုမြို့မှာကျင်းပမဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်အထိမ်းအမှတ်ခန်းနာကိုတရားမှဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်းဆောင်ခုတွားရောက်မဲ့ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်မွေး၂80ပြည့်အထိမ်းအမှတ်အခမ်းအနားအတွက်မီလာရှီယာကနေ၁၀ရက်နေ့ထိအပြစ်ခတ်ရက်ဆဲဖို့သမရဗလာဒီမာပူတင်ရဲ့အဆိုပြုချက်ကိုလက်မခံသလိုရောက်လာမဲ့အဲ့ဒီနေ့ရုရှားမှာဖြစ်လာမဲ့အဖြစ်ပြက်တွေနဲ့ပတ်သက်ပြီးတာဝန်ယူမှာမဟုတ်ဘူးလို့လည်းယူကရိန်းသမရဇလန်စကီကပြောဆိုထားပါတယ်။ ရခိုင်ဝါရဲ့နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦးဦးလှစောဟာမေလ9ရက်ည7:00နာရီခန့်ကလက်ချောင်းကစ္ဆာယောဂနဲ့ကွယ်လွန်သွားခဲ့တယ်လို့သူနဲ့နေဆက်သူတွေစီကသိရပါဗျ။ဦးဦးလှစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးလက်ချောင်းကစ္ဆာကိုဆေးကုသမှုခံယူနေစဉ်မှာဆုံးပါသွားခဲ့တာလို့ဦးဦးလှစောရဲ့တပည့်တယောက်ကပြောပါတယ်ရှင်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။